အားလုံးမင်္ဂလာပါခင်ဗျာ။ဖွဲပါမီဒီယာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မော်လီဝူဒ်တာနယ်သလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မော်လီဝူဒ်ခန်းမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာပဲဖြစ်ပါရစေခင်ဗျာ။အထူးမော်လီဝူဒ်အနေနဲ့ဖန်ဝဲမုံတိုင်းကြီးအပြီးမိုးကုံဆောင်ကူကာလမြန်မာနိုင်ငံထူးခြားတဲ့ရာသီဥတုအခြေအနေများနဲ့မြေကြီးများအပအဝင်မြေကြီးချင်းသတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့မြန်မာနိုင်ငံမြောက်ဖျားမှတိုင်းဒေသကြီးများအထိဆောင်းလီအေးများပုံမှုပြင်းထန်စွာရိုက်ခတ်အေးအေးပုံမဲ့အခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာမြန်မာနိုင်ငံဟာဆောင်းထုအစ်တတို့ကုပြောင်းရောက်ရှိလာပြီးဖြစ်လို့ရာသူဥတုဖန်တီးရှင်များဖြစ်တဲ့မြောက်ဝင်ရိုးစွန်းလေးအစီကြောင်များနဲ့အီကွေတာအပူပိုင်းလေးစီကြောင်တို့မှပုံမှုအားကောင်းလာပြီးအီကွေတာဘက်ကိုဆင်းသက်လာရာမြန်မာနိုင်ငံမြောက်ဖျားဒေသများအထိရောက်ရှိလာကြောင်းမိုးလေဝသပညာရှင်များကသုံးသပ်ကြပါတယ် လက်ရှိမှာအဆိုပါလေအေးစီးကြောင်းများဟာပေပေါင်း၃၉ကီလိုမီတာခန့်အမြင့်မှအနောက်မှအရှိသို့လေတိုက်နှုန်းတစ်နာရီကို195ကီလိုမီတာမိုင်၁၂၀နှုန်းဖြင့်တိုက်ခတ်နေပါတယ်။လေးစီးကြောင်းရဲ့အပူချိန်မှာရေခဲမှတ်အောင်အနုဒီဂရီ52.6ဒီဂရီစင်တီဂရိတ်ထိရှိနေပါတယ်။အဆိုပါပြင်းထန်တဲ့လေအေးစီးကြောင်းများရဲ့အရှိန်ကြောင့်မြန်မာနိုင်ငံမြောက်ဖြားမှာရှိတဲ့ကမ္ဘာရေခဲတောင်များတရှိရာခါခါပိုရာစီဒေသမှာအပူချိန်ဟာရေခဲမှတ်အောင်အနုဒီဂရီစင်တီဂရိတ်ထိကျဆင်းရောက်ရှိနေပါတယ်။ အတ္တိလိုအေးတက်လုံကဲမှုတွေဟာကချင်ပြည်နယ်အပြင်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်၊ကယားပြည်နယ်များကိုပါကျဲပြန့်စွာတက်ရောက်မှုရှိနေပြီးဒေသခံပြည်သူများအနေနဲ့ရာသီဥတုအခြေအနေအရအေးတန်ကိုပုံမှန်ခန်းစားနေရကြောင်းသိရပါတယ်။ဆက်လက်ပြီးမုံတိုင်းလက်ကျန်မိုးသက်ထန်စွာရောက်သွမှုတွေကြောင့်မြေအကြီးကြီးသတိပေးချက်များနဲ့မြေအခြေများကိုပြောပြပေးသွားမှာဖြစ်ပါရခင်ဗျာ။ယနေ့ဆနေ့7လ2025ရက်နေ့နနက်6:00နာရီခွဲချိန်တိုင်းထွာကြရမြေအခြေများကိုတင်ပြပေးလိုက်ပါရခင်ဗျာ။ ြေကြီးနားမြေဟာမင်းကညနေကနေ12နာရီတွဲနှစ်လက်မကန်ထက်ကြသွားပါတယ်။မြေကြီးနားမြို့ရဲ့မင်းကအမြင့်ဆုံးအပူချိန်ကတော့38.8ဒီဂရီဆဲဆီယံနဲ့ယနေ့အနည်းဆုံးအပူချိန်ကတော့18.3ဒီဂရီဆဲဆီယံတို့ပဲဖြစ်ပါတယ်ခင်ဗျာ။မြေရမြေဟာဆိုးရရင်မှ1000 cm သို့ရောက်ရှိရန်169 cm 29ဘီခွဲအလူကတ်မှာရောက်ရှိနေပါတယ်။မြေအတွက်ကြပုံမှန်နေထားကမှာရှိနေပါတယ်။ ပြပချင်းဆက်လက်ကြဆင်းနေပါမယ်။ ARR မြစ်အထက်ပိုင်းမှာမိုးကအနှဲငယ်ရှိနေပါတယ်။ရံဖန်ရင်က ARR မြစ်ဆုံအထက်ပိုင်းမှာနေရာကွက်ရေမိုးရွာသွင်းခြင်းများစက်တိုက်နေပါလာနိုင်ပါပြီ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်းပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ARR မြစ်အထက်ပိုင်းမေခမလိခမြောင်းဝမ်းဒေသများမှာမိုးထိန်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်သာရှိနေပါတယ်။ ARR မြေရိုးတစ်ချောင်းနဲ့ချင်းတွင်းမြေရိုးတစ်ချောင်းမြေကန်းဒီမြင်းနှိမ်ဒေသများနဲ့မြေနုချုံများမှာစိုက်ပျိုးလုပ်ကိုင်းနေထိုင်ရတဲ့တောင်သူများနဲ့ရေလုံသားများ ဧရာဝတီမြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေရတဲ့မိဘပြည်သူများအလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါရခင်ဗျာဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာခန်းမြုံမြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မောက်ကန်ထက်ကြသွားပါတယ်မုံရမြုံမြေဟာမနေ့ကညနေကနေ12နာရီတွင်လေးလက်မောက်ကန်ထက်ကြသွားပါတယ်ခန်းဒီဟုံးလင်းဖောင်းပြင်းမြို့နယ်မော်လိုက်မြို့ရဲ့မြေကြီးများဟာဖြည်းဖြည်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ်ကလေးဝမင်းငယ်ခန်းဒီနဲ့မုံရမြို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ် ဆက်လက်ပြီးအရာရမည့်အခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ ပမောရွှေကူကတာထိကြိုက်တပိတ်ချင်းမန္တလေးစကိုင်းမြို့မူညောင်ဦးပခုတ်ကူ6မင်းမှုနဲ့မကွင်းမြို့တို့ရဲ့မြေမြဟာဖိဖိချင်းဆက်လက်ကြဆင်းနေပါမယ်အော်လံမြေရာအတက်ကြမရှိရက်တန်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်ပြည်မြို့မြေအနေငယ်ထက်တန်လာပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်စိတ်သာဟင်းသရားနဲ့ ဇလောမျိုးတို့ရဲ့မြေကြီးများဟာပြပြချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။အေယာဝရီမြေကြီးမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာလျင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းနဲ့အရှိအလယ်ပိုင်းတို့မှာအများအပြားသားရနေပြီးကပလီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အင်းသစ်နဲ့ထူထပ်နေပါတယ် ဒီကနေ့မနက်ထိခမန်းချက်ကတော့ဒနေ့နိုင်တိုင်းဒေသကြီးနဲ့ခင်ပြည်နယ်တို့မှာနေရာစစ်စစ်မော်ပြည်နယ်မှာနေရာကျဲကျဲနဲ့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးထချုံရောက်အောင်မယ်ရွာရံရံနှုံးပြဖြစ်ပါတယ်ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့တိမ်အစ်စ်တွေဖြစ်ထွန်းနေပါမယ်ခင်ဗျာ ဒီနေ့မိုးနဲ့ကြိမ်အထိခမန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးနဲ့ကင်းပြည်နယ်တို့မှာနေရာစစ်စစ်မိုးမြင့်နေမှာနေရာကျဲကျဲနဲ့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရန်ညာနှုံးပြဖြစ်ပါရခင်ဗျာ။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်သည့်နေဖြစ်ထုံးပါမယ်ခင်ဗျာ။ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခမန်းချက်ကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။နေပြည်တော်မှာတိမ်သည့်နေဖြစ်ထုံးပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ မန္တလေးမြို့မှာတိမ်သစ်တွေဖြစ်ထွန်းပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်မကွေးမြို့မှာတိမ်သစ်တွေဖြစ်ထွန်းပါမယ်ဟောမလေးမြို့မှာတိမ်သစ်တွေဖြစ်ထွန်းပါမယ်မုံရွာမြို့မှာတိမ်သစ်တွေဖြစ်ထွန်းပါမယ်ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်တဝယ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်ပြည်စင်းမြို့မှာတိမ်သစ်တွေဖြစ်ထွန်းပါမယ်လိုင်ကောင်မြို့မှာတိမ်သစ်တွေဖြစ်ထွန်းပါမယ်ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်ဟာခမြို့မှာတိမ်သစ်တွေဖြစ်ထွန်းပါမယ်မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ် စစ်တွေမြို့မှာဒိန်သစ်နဲ့ဖြစ်ထွန်းပါမယ်လာရှိုးမြို့မှာဒိန်သစ်နဲ့ဖြစ်ထွန်းပါမယ်တောင်ကြီးမြို့မှာဒိန်သစ်နဲ့ဖြစ်ထွန်းပါမယ်ကျိုင်းတုံမြို့မှာနေရာခွကြမိုးတချုံရောက်ပါမယ်ခင်ဗျာမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအောက်ကောင်းလေးအခြေပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေမြင့်တိုက်ခတ်ခြင်းမိုးတချုံခြင်းမိုးကျုပ်ပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးတွေ့ခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာ မြန်မာပင်လယ်ပြင်မှာလှိုင်းအသစ်တွေရှိပါမယ်။လှိုင်းပြင်မှာမြန်မာကမ်းရိုးတွေတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေကရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမ်းမချက်ကတော့ဒေသနိုင်တိုင်းဒေသကြီးကင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့ဤတို့အတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခမ်းမချက်ကတော့တိမ်အသစ်တွေဖြစ်ထွန်းပါမယ်။ရန်ကုန်မြို့နယ်နီးတွားအတွက်မနက်ဖြန်မိုးတဲ့ချိန်ဒီခမ်းမချက်ကတော့နေရာကွက်ချာမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုံ60ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတွားအတွက်မနက်ဖြန်မိုးတဲ့ချိန်ဒီခမ်းမချက်ကတော့တိမ်အသစ်နဲ့ဖြစ်ထွန်းပါမယ်။ နောက်ဆုံးအနေနဲ့ဘကိုးတိုင်းဒေသကြီးမှာနိုဝင်ဘာလ12ရက်နေ့မှာနိုဝင်ဘာလ18ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်ခင်ဗျာဘကိုးတိုင်းရှေးချမ်းမြို့နယ်များဖြစ်တဲ့တောင်ငူအုပ်တွင်းကြောက်ကြီးဖြူရေသာရှည်မြို့နယ်များမှာခုနှစ်အတွင်းမိုးရေချိန်တလက်မကမ်းမတလက်မကြော်ထိရွာသွန်းရရှိနိုင်ပါတယ်ပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေတုမငြိမ်သက်အခြေအနေများကတော့ဖိလစ်ပိုင်နိုင်ငံကို category 4အဆင့်တိုင်ဖို့ဖုံတိုင်းဖြစ်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနိုဝင်ဘာလ18ရက်နေ့မှာတောင်တရုတ်ပင်လယ်ပြင်တွင်းသို့ဝင်ရောက်လာတဲ့တိုင်ဖုန်မုန်တိုင်းဖန်ဝင်ဟာ category 1တိုင်ဖွန်းမှုန်တိုင်းအဖြစ်အဆင့်ရောက်ကြသွားပြီးမြောက်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေးရှားကထိုင်ဝမ်ကျွန်းဘက်သို့ဦးတည်နိုင်ကြောင်းတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်မှာတော့ထူးခြားတဲ့မိုးလေဝသအခြေအနေတွေဖြစ်ပေါ်ရန်မရှိတော့ပါဘူးခင်ဗျာ။တောင်တရုတ်ပင်လယ်အနောက်တောင်ပိုင်းဗီယက်နမ်ဘရူနိုင်းနဲ့မလေးရှားကျွန်းဆွေကြားပင်လယ်ပြင်မှာနိုဝင်ဘာလ18ရက်နေ့မှာတော့လေပွေလိုင်းမှလေပြင်းနဲ့ရဝန်ဖြစ်လာရန်ရှိပြီးမုန်တိုင်းအဆင့်ထိရောက်မလာနိုင်ပဲနိုဝင်ဘာလ19ရက်နေ့နိုဝင်ဘာလ20ရက်နေ့တွေမှာပြက်ပြဲသွားနိုင်ပါတယ် အဲ့ဒီအခြေအနေများကြောင့်မြန်မာနိုင်ငံဘက်ကတက်ရောက်မှုလုံးဝမရှိနိုင်တဲ့အတွက်နိုဝင်ဘာလ16ရက်နေ့နောက်ပိုင်းမှာစပြီးမိုးရွာသွန်းမှုရပ်တန့်ကကြရှိတဲ့မိုးရင်းကာလအတွင်းဖြတ်မိုးအခလုံးမိုးရွာသွန်းနိုင်မဲ့အခြေအနေများလည်းလုံးဝမရှိနိုင်တော့ပါဘူးခင်ဗျာ။မုတ်တုံဆုတ်ခွာရက်ကတော့အောက်တိုဘာလ16ရက်နေ့မှနိုဝင်ဘာလ30ရက်နေ့အထိကိုမိုးလုံးကာလလို့သတ်မှတ်ထားပါရခင်ဗျာ။မိုးကုံဆောင်ကူကာလနိုဝင်ဘာလ12ရက်နေ့မှနိုဝင်ဘာလ18ရက်နေ့အတွင်းအေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှိချမ်းအနောက်ချမ်း မော်ပြည်နယ်နဲ့တင်းတင်းနိုင်တိုင်းဒေသကြီးကေပြည်နယ်နဲ့နေပြည်တော်ကောင်စီနယ်မြေကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းမကွေးတိုင်းဒေသကြီးတို့မှာခေါင်းရမိုးရေချိန်တလက်မအထက်မှသုံးလက်မအထိမိုးရေချိန်ရရှိနိုင်ပြီးမိုးရသွမှုအနည်းငယ်ရှိနိုင်မှာဖြစ်ကြောင်းကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းအရှေ့ချမ်းအနောက်ချမ်းနဲ့မော်ပြည်နယ်တင်းတင်းနိုင်တိုင်းဒေသကြီးကေပြည်နယ်တွေမှာနိုဝင်ဘာလ17ရက်နေ့နဲ့6နာရီမှာစပြီး နောက်နိုင်ပေါင်း125ရက်အတွင်းမိုးရေချိန်1.5လက်မမှ2လက်မအထိရွာသွန်းရရှိနိုင်ပါတယ်။တရက်ဖြန်းပြမိုးရေချိန်အနေနဲ့ကတော့24နာရီအတွင်းမှာအများဆုံး3.4လက်မခန့်သာရရှိနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များအချို့မှာတော့9ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ကတော့ပဲခူးတိုင်းဒေသကြီးအနောက်ချမ်းမြို့နယ်ခရိုင်များဖြစ်ကြတဲ့ပြည်ပေါကောင်းပဒေါင်းပေါန်းတယ်ရွှေတောင်မြို့နယ်များမှာ9ရက်အတွင်းမိုးရေချိန်တစ်လက်မနီးပတ်ခန့်ရွာသွန်းရရှိနိုင်ပြီးပဲခူးတိုင်းဒေသကြီးအရှေ့ချမ်း မြို့နယ်ခရိုင်များဖြစ်ကြတဲ့တောင်ငူအောက်တွင်းကြောက်ကြီးဖြူရေဒါရှင်မြို့နယ်များမှာတော့ခုနှစ်ရက်တွင်းမိုးရေချိန်တလက်မကမတလက်မကျော်အထိရွာသွန်းရရှိနိုင်ပြီးတော့ပဲခူးတိုင်းအလဲပိုင်းရခိုင်ရိုးမကျောနဲ့ထိဆက်လျက်ရှိတဲ့မြို့နယ်ခရိုင်များဖြစ်တဲ့ပဲခူးဝသနပ်ပင်ကဝထိုင်ဦးမြို့နယ်များမှာတော့မိုးရေချိန်တလက်မနိဗန်ခန့်ရွာသွန်းရရှိနိုင်ပါတယ်ပဲခူးတိုင်းဒေသကြီးအားလုံးမှာတော့နိုဝင်ဘာလ16ရက်နေ့နောက်ပိုင်းမှာမိုးရွာသွန်းမှုရပ်တန့်သွားနိုင်ပြီးမိုးပြတ်နိုင်ပြီးညပိုင်းအပူချိန်များစတင်ကြဆင်းလာနိုင်ပါတယ် အပူချိန်လေးတိုင်နှုံးလေဒုဆူတိုင်းစားနဲ့လေဒုညဉ့်မှုအခြေအနေများကတော့ပဲခူးတိုင်းတစ်ခုလုံးမှာနိုဝင်ဘာလ17ရက်နေ့မှ18ရက်နေ့အတွင်းအမြင့်ဆုံးနေ့အပူချိန်ကတော့38ဒီဂရီဆဲလ်စီယပ်နဲ့အနည်းဆုံးကျအပူချိန်ကတော့27ဒီဂရီဆဲလ်စီယပ်ရှိနိုင်ကခန်းစားရမယ့်အပူချိန်ကတော့39ဒီဂရီဆဲလ်စီယပ်အထိရှိလာနိုင်ပါမယ်။ပဲခူးတိုင်းတွင်နေ့လယ်ဘက်လေဒုဆူတိုင်းစားဟာ40ရာခိုင်နှုန်းအထိရှိနိုင်ပြီးမနက်ခင်းညနေ ညအချိန်တွေမှာတော့အများစွာကွာဟမှုမရှိဘဲ80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းအတွင်းရှိနိုင်ပါမယ်။လေရုညွန်ညမ်းမှုအညွန်ကိန်း AQI ကတော့ပဲခူးတိုင်းတစ်ခုလုံးမှာ40ဝန်းကျင်ကရှိပြီးအန္တရာယ်ရှိနိုင်တဲ့အခြေအနေတော့မဟုတ်ပါဘူးခင်ဗျာ။ပဲခူးတိုင်းတောင်ဘက်မုံတမပင်လယ်ကွေ့အတွင်းမှာတော့လှိုင်းအမြင့်ဆုံး1.5ပေကန်ရှိနိုင်ပြီးလေတိုင်နှုန်းအမြင့်ဆုံးကိုတနအိမ်9မိုင်ကန်ရှိနိုင်ပါတယ်။နိုဝင်ဘာလ17ရက်နေ့မှနိုဝင်ဘာလ14ရက်နေ့အထိပဲခူးတိုင်းကုန်းတွင်းမြို့နယ်ခရိုင်များနဲ့ ။ပဲခူးယုံမှတောင်ကျောပေါ်မှာမြောက်ရက်မှလေးတိုင်နှုံများအများဆုံးတနအီလေးမှန်ကန်ရှိနေပြီးနှွေမာလာ၁၄ရက်နေ့နောက်ပိုင်းမှာအရှိရက်မှလေးတိုင်နှုံတနအီကို၁၅မှန်ကန်ရှိနိုင်ပါမယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ။